ကျွန်တော်ဒီနေ့မှာတော့ကြက်ကချင်ချက်နဲ့ကစုံရွက်တုပ်လေးချက်ပါမယ်။ တက်တုံညီလေးတွေခွန်ခွာပါမယ်။တုံဖြူဓာပြရိုက်ပါမယ်။ ကျက်သွန်ဖြူနီလေးတွေပါပါလှီးပါမယ်။ကျင်းကိုဒါးကြရိုက်ပြီးပပလေးတွေလှီးပါမယ်။မြေဒီလေးပါထည့်ပြီးရောထောင်းပါမယ်။ ကလိုအပ်တဲ့ဖက်ဖက်ရွက်လေးတွေကိုချွေပါမယ်ဖက်ဖက်ရွက်ကိုပါပါလီးပါမယ် စက်သားကိုအသုံးပြုမဲ့အပိုင်းကိုရွေးခုတ်ပါမယ်။ င်တော့အနေတော်အတုံးလေးတွေသုံးပါမယ်သားထဲပါ င်ခံမှုထည့်ပါမယ်။ငံပြားရေးထည့်ပါမယ်။ငရုတ်ကောင်း ော့ရေခဲရေထဲမှာစိမ်ပေးရပါမယ်။ ရန်ကျင်သည်ပါပါလီးပါမယ်ခရမ်းကျင်သည်ကိုအသွင်းထဲကအနှစ်လေးတွေဖယ်ပြီးအသားတွေပဲသုံးပါမယ်မယုတ်သီးတောင့်လေးတွေကိုပါပါလီးပါမယ် နံပင်ပပလီပါမယ်တံညာလီလေးကိုအရင်ညှက်ပြီးထည့်ပါမယ်ကျွန်တော်ကတော့တံညာလီအခွန်လေးတွေထည့်တော့ရတာပူကြိုက်ပါတယ် ကျက်သွန်လီပါပါလီလီထည့်ပါမယ်ဒီပဲမညက်တညက်ထောင်းတာထဲပါမယ် နှမ်းထည့်ပါမယ်။ပဇွန်ကြောင့်ထည့်ပါ။စက်တုံဖြူစီချက်ထည့်ပါမယ်။အရသာအတွက်ငံများရီထည့်ပါမယ်။ ဟင်ခတ်မုတ်ထဲပါတိုင်းနေတဲ့ရအသားပစုံစီးဖုထည့်ပြီးလဲတုတ်လို့ရပါတယ်ခင်ဗျာ